အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ဗောနော်အဲ့တော့ဒါကျွန်တော်တို့မနေ့ကခီးသွားတယ်ဟုတ်ပါဘယ်ရေးရတော့မဟုတ်ဗောနော်ကျွန်တော်တို့ meeting တစ်ခုရှိလို့ဒါကျွန်တော်တို့ညလည်းမေး channel နဲ့နေချင်းပြန်ပုံစံမျိုးလာခဲ့တယ်အခုလက်ရှိမှာဒါကျွန်တော်လေးစိတ်ကိုပြန်ရောက်နေဗောနော်အဲ့တော့ဒီနေ့ညနေခင်းတစ်ခုလုံး video မတင်ဖြစ်တဲ့အတွက်ကျွန်တော်နေနေဒီညကနေပထမဆုံးဆိုတာ တောင်းပန်ကြပါတယ်ဘောနော်ဒါကြောင့်ပထမဆုံးတော့တောင်းပန်ကြတယ်လက်ရှိမှာကျွန်တော်အလုပ်လေးနည်းနည်းတော့ဒါမနက်ဖြန်စာပြီးတော့ကျွန်တော်ပုံမှန်လေးတွေပြင်တင်မယ်မနက်ဖြန်စာကျွန်တော် recap ပြီးပြင်တင်မယ်မနက်ဖြန်ဒါကျွန်တော် CD ရေးပွဲပြီးသုံးသက်ချက်လေးရှိပါဘောနော်အဲ့တော့ ဒီနေ့ညမှာတော့ဒါကျွန်တော်တို့ Manchester City အသင်းရဲ့ဒါကျွန်တော်တို့ပွဲပြီးသုံးသက်ချက်တွေပွဲကျသုံးသက်ချက်တွေမတိုင်ခင်မှာဒါ Arsenal အကြောင်းကျွန်တော်နည်းနည်းလေးပြောသွားမယ်ဒါကျွန်တော်အနေနဲ့အတန်အကျယ်ကြီးမပြောဖြစ်ခင်တော့ဒီညကကျွန်တော်ခွင့်လွှတ်ပေးပါဘာလို့ဆိုတော့ကျွန်တော်၄စိမ့်ပါမှာဒါကျွန်တော်ဒီဘက်မှာတော်တော်လေးကိုငြိမ်သက်နေတဲ့ဘက်ကိုရောက်ရှိနေတဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့လက်ရှိမှာဒါအတန်အကျယ်ကြီးပြောခွင့်မရတာတော့ခွင့်လွှတ်ပေးပါလို့ပြောချင်ပါတယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ recap တော့မှုပြီမယ်ဒါမနေ့ကကျွန်တော်တို့ အာစနယ်ဘွဲ့စဉ်ကြည့်ခဲ့တယ်ဗောနော်အာစနယ်ဘွဲ့စဉ်အမှန်တိုင်းပြောရမယ်ဆိုခင်ဗျားတို့ဒါပြပြမယ်ဗောနော်အဲ့ဒါဆိုမှမဲ့ရအာစနယ်နဲ့ဒါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တစ်ချိန်နဲ့လာတယ်ကျွန်တော်အာစနယ်ရဲ့ဘွဲ့စဉ်ကိုဒါကျွန်တော်လုံးဝ100%ဒါကျွန်တော်တို့အာယုံဆိုင်စရာကိုမလိုဘဲနဲ့အာစနယ်နိုင်မယ်ဆိုတဲ့ခံစားချက်မျိုးခင်ဗျားတို့ရရှိတဲ့ moment ညောက်လာခဲ့ပြီဒါကျွန်တော်တို့မြို့ကန်ပြန်မဲ့တယောက်အနေနဲ့ပြောရမှာဒါကျွန်တော်တို့တော်တော်လေးကိုခတ်တယ်ဆိုတာမှန်ပဲမဲ့တကယ်တမ်းနင်လားငါလားဟေ့ဆိုတဲ့ moment တွေမှာဟို အခြေအနေအရန်ကွာသွားပြီ။ဘာလို့မှကျွန်တော်ဒါမနေ့ကကျွန်တော်အာစနယ်ကိုချက်ချစီကိုကန်တဲ့အချိန်မှာကန်ကောင်းလို့ဒါကျွန်တော်တို့ဟိုဒါဇင်ဝက်လောက်ဂိုးပြက်ပြီးမရှုံးတဲ့အနေအထားမှာကျွန်တော်နေနေဒါတစ်ဖက်ကကျွန်တော်တို့မြို့ကန်ပြန်ပြဖြစ်တဲ့အာစနယ်ကိုကြည့်လိုက်တဲ့အချိန်မှာတော်တော်လေးဟိုဒါသဘောကျဖို့ကောင်းတယ်ပေါ့နော်။ဒါကျွန်တော်9တင်းတဲ့အတင်းတွေကိုနိုင်ခဲ့တယ်တကယ်လို့ဒါကျွန်တော်ဖြစ်တဲ့ရလက်တွေကိုဖြစ်အောင်လုပ်ခဲ့တယ်။သွားတဲ့ပုံစံမျိုးလေးတွေကိုသွားအောင်လုပ်ခဲ့တယ်တော့ အမှန်တမ်းပြောမယ်ဆိုတော့ကျွန်တော်အားကြရတယ်ဗျာဒါကျွန်တော်အသင်းတသင်းနေနဲ့ဖြစ်နေတဲ့ပုံစံတွားနေတဲ့ပုံစံရှေ့ဆက်ပြီးတော့အမျိုးမျိုးဖြစ်နေတဲ့ပုံစံမှာကျွန်တော်အရန်အားကြမိရတယ်ဒါတခုရောက်သွားပြီဒါချေချိန်တော့ပေါ့နော်ကျွန်တော်ဒါနှိုင်းတာမဟုတ်ဘူးဒါကျွန်တော်မော်ရီရှာပူချက်တင်ယူခက်ကအဲ့လောက်တော့ပုံစံမျိုးထိမကောင်းခဲ့ပြီမဲ့ဟောငါတို့အသင်းငယ်နဲ့တွေ့ကြမမက်ရမော်ရီရှာပူချက်တင်ယူခက်ကကျွန်တော်တို့လည်းငယ်သေးတာဟုတ်အဲ့တော့ငယ်သေးတာမဟုတ်ဘူးနော်ကျွန်တော်တို့ဟိုအလုပ်လုပ်ရတဲ့အလုပ်စားလုပ်ရတဲ့အပိုင်းအစားတခုရောက်တဲ့အချိန်မှာဒါကျွန်တော်တို့ဟို ဝနက်ကိုအရန်အိယာထားပြီးတော့ကျွန်တော်တို့မထတော့အိယာဟိုမထနိုင်တဲ့ပုံစံမျိုးတွေရှိရတယ်ကြောင့်မို့လားကျွန်တော်တို့ဟိုညဘက်ဘွယ်တွေမကြည့်အောင်ပြောချင်တာကတော့ဟိုနာပေါ့ညဘက်ဘွယ်တွေအမလက်ရှိမှာ example အဲ့တုန်းကတော့ကျွန်တော်တို့ Bordan တို့ပါတို့ဒါကျွန်တော်တို့ Shafi တို့ပါတို့ဒါကျွန်တော်တို့လွတ်ပေးလိုက်ဒါအချိန်တိုင်းနိုင်သွားမယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့လက်ရှိမှာဒီလိုပုံစံမျိုးမှာဒါကျွန်တော်တို့လက်ရှိ Arsenal တင်းသွားနေတယ် ဒီဒီ vibe ကကျွန်တော်နောက်ဆုံးပမာခံစားခဲ့ဆို Manchester City အသင်းလွန်ခဲ့တဲ့ဒါကျွန်တော်တို့ triple ရတဲ့နှစ်မှာပေါ့နော်ဒီလိုပုံစံမျိုးခံစားခဲ့တယ်။ City အသင်းကိုခင်ဗျားညဘက်ကြီးကျွန်မအကြံပြင်းလို့ကျွန်တော်တို့မကြည့်ဖြစ်ဘူး City ပြည်သက်တရားအနေနဲ့ဒါမှမဟုတ်မနက်3နာရီပွဲပြဒါမကြည့်ဖြစ်ဘူး။ဥပမာဒါကျွန်တော်အောက်ကဒါကြောင့်နောက်အဆင့်15အောက်ကအသင်းတွေပဲဖြစ်အဆင့်17ကအောက်ကအသင်းတွေကိုပဲဖြစ်မကြည့်ဖြစ်ခင်ဗျားဒါခင်ဗျားမနက်မိုးလင်းတေးကြတာကခင်ဗျားအဲ့ဒီပွဲကိုကျွန်တော်တို့ City နိုင်နေမယ်ဆိုတဲ့ခံစားချက်ကိုညောင်းရတယ်။ အခုလက်ရှိမှာ အာစနယ်မှာအဲ့ဒီခံစားချက်ကျွန်တော်အနေနဲ့အပြည့်ဝရတယ်ခုနကကျွန်တော်ပြောခဲ့တူပဲဘောနော်လက်ရှိဒါကျွန်တော်တို့ဟိုသူကပြန်ပြောတဲ့အနေနဲ့ပြောရတော့တမျိုးကြီးတော့ဖြစ်ဖြစ်မယ်ဒါဟာမဖြစ်မနေဒါကျွန်တော်တို့အတိမတ်ပြရမယ်အနေဒါတခုအာစနယ်ဝင်ရောက်သွားပြီကလရှိမှာအာစနယ်သင်းနေနေဒါကျွန်တော်ဒန်ယာဆိုတဲ့စကလုံးကိုတုံးစရာမလိုတဲ့အချိန်တွေကိုရောက်ခဲ့ပြီးတော့လက်ရှိမှာအာစနယ်ကဘောနော်တော့5ဒါကျွန်တော်ဒန်ယာအများဆုံးသင်းနေမှာသွားနေစေဖြစ်တယ် တို့ပေမဲ့တော့ညာလေအာဆုံတင်းရဲ့တဖြည်းဖြည်းကစားသမားဒီကိုဖြည့်လာခဲ့တာကဒါဘယ်ကစားသမားကိုဘယ်နေရာမှာအစားထိုးမလဲဆိုတဲ့ပုံစံမျိုးဆက်လက်ပြီးတွေးလာခဲ့တယ်။အားနေပါတယ်ဆိုတဲ့အာစနယ်အရန်အသင်းကဒါလက်ရှိမှာတော့ကျွန်တော်အလေလက်တန်းရင်အသင်းတစ်သင်းကိုအေးအေးဆေးဆေးအနိုင်ယူဟိုပြောချင်တာဟိုအေးအေးဆေးအနိုင်ယူနိုင်တဲ့အနေအထားကိုရှိသွားခဲ့ပြီ။ပြောချင်အားနေတယ်မဟုတ်ဘူးဗျာ။တော့ကျွန်တော်အားရမ်းမရှိတဲ့တဲ့ကျွန်တော်အာစနယ်အရန်အသင်းတော့မှာ Brighton လူရဲ့ဒါကျွန်တော်လက်ရှိဒါ6လောက် first line နဲ့ပါတဲ့ကစားသမားအသင်းကိုအနိုင်ယူနိုင်တဲ့နေရာတစ်ခုရောက်သွားရဲ့တော့ ပြောချင်တာဗျာလက်ရှိအာဆနယ်ပွဲတွေကိုကြည့်မယ်ဆိုရင်တက်မှာဟိုဥမာဆိုမြေကြီးပေါ့နော်အဆင့်30အောက်ဆင်းဆန်းတဲ့အောက်တွေကိုအတင်းတွေကိုကြည့်မယ်ဆိုရင်အာဆနယ်အသင်းအနိုင်ရမယ်ဆိုတာခင်ဗျအဲ့ဒီ 5G ကိုအပြည့်အဝခံစားနေတယ်တော်ပါတယ်တော်တော်လေးကိုလည်းကျွန်တော်ခံစားမှုကောင်းတဲ့နေရာမှာပါလာတယ်အဲ့တော့ ရတဲ့ရောင်းနေပြောမယ်ဆိုတော့သူများအသင်းကိုကြည့်ပြီးအားကြရဲခုလက်ရှိမှာဒါကျွန်တော်ဒီလိုမျိုးကြည့်နေတဲ့အချိန်မှာဘိုင်မြူးနဲ့တင်ဆောင်ရမှိုက်တယ်လေဗာကူဆင်လို့အသင်းမျိုးကိုဒါကျွန်တော်3-0ဆိုတဲ့ရက်လက်ကိုဒါကျွန်တော်မနေ့ကတည်းကကျွန်တော်ကော်မဏီပေါ်ဆောင်နေခဲ့တယ်ကော်မဏီနည်းလက်ရှိမှာတကယ်ကိုကောင်းမွန်နေခြေစွမ်းတစ်ခုနေကိုဒါအသင်းကိုပိုင်ဆိုင်ထားတယ်လက်ရှိမှာဒါကျွန်တော်ဒီလိုမျိုးခက်ဆန်ဆန်ဖြစ်တာ Real Madrid ပေါ့နော်ဇာဘီလွန်ဆိုးတော်မှာဒါလက်ရှိမှာဒါ security ကတချို့ချို့တော့ဒါထားဖောက်နိုင်သေးတဲ့အနေအထားရှိပေမဲ့ at least တော့ဒါသူ့အသင်းပါတော့လက်ရှိဒါကျွန်တော်ဥရောပလိဒီမှာပေါ့နော်ဒါပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ အာစနယ်ဘိုင်ယန်မြူနစ်ကဇာပီအလုံးဆိုးရတာကျွန်တော်တို့ပီအမ်တက်3သင်္ကာတကယ်ကိုတော့ကျွန်တော်ချီကျူးလောက်အောင်ကောင်းနေဒါကျွန်တော်တို့လက်ကြည့်စရာမကောင်းဦးဒီနေ့ကြည့်စရာမလိုရသေးအဲ့တော့ဒါကတော့ခုနကတော့ကျွန်တော်ဘိုင်ယန်မြူနစ်တို့တော့ကျွန်တော်တို့ဟိုရီယယ်တို့ကတော့ကျွန်ုံဖြစ်မှကြည့်ဖြစ်တယ်အာစနယ်ကတော့လက်ရှိမှာကျွန်တော်တို့မကြည့်ဖြစ်တဲ့ဘွဲကိုမရှိလောက်ဖြစ်တယ်ဒါကျွန်တော်ချန်ပီယံလိဂ်ကိုတော့ကျွန်တော်လက်ရှိကာရာဘာကိုပရီးမီးယားလိဂ်ကိုပေါ့နော်ဒါကျွန်တော်ကိုဒီအလုပ်ချက်မှုကိုကြည့်နေရတယ်မှာပါအဲ့တော့ပြောမယ်ဆိုရင်တော့အာစနယ်တင်းတဲ့ဒီနှစ်ခြေစွမ်းဒီပုံစံမျိုးလေးဒါပုံမှန်ဆက်ပြီးထိန်းထားနိုင်ခြင်းမဆိုရင်100%အာစနယ်ပလားပါပဲ ဒါဟာညင်းစရာတော့ဘာလို့ဆိုတော့ခုနကအောက်ကအသင်းတွေဒီနေ့မှဆိုပို့ပြီးတော့အပြေတစ်ခုထွက်သွားနိုင်တယ်ဘုံမောင်းနဲ့မန်ချက်စတာစီးတီးရဲ့ပွဲစဉ်ရဒါရလက်ပုံမူတည်ပြီးတော့ဒါကျွန်တော်လုံးဝအပြေတစ်ခုထွက်သွားနိုင်တဲ့ဒီသားတစ်ခုမှရှိတယ်ဒီနေ့ပွဲစဉ်မှာသာဘုံမောင်းကရလက်ကောင်းခဲ့ပြီးစီးတီးသင်းကဒီရလက်ပိုင်းရလွဲချော်ခဲ့မယ်ဆိုတော့အာစနိုနဲ့တော်တော်လေးအမှတ်ပြတ်သွားမှာပေါ့နော်အဲ့တော့ပြောချင်တာအာဆိုသင်းနေတာကြောင့်ခါတိုင်းနဲ့လူပဲအမှတ်ပြတ်ခဲ့တဲ့အနေထားမှရှိပါတယ်အာဆိုသင်းဒီလူမျိုးဒါကျွန်တော်အမှတ်တွေကိုစွမ်းဆောင်နိုင်ခဲ့တဲ့အနေထားမှရှိရတဲ့အနေထားမှရှိတယ်သူ့မဲ့တော့ညာဒီတစ်ခေါက်တော့မတူဘူး အာဆိုတဲ့ဒီတစ်ခေါက်ကစနစ်ရှိတယ်စီကန်ရှိတယ်သူတို့ရဲ့ရမှတ်တွေကိုလွယ်လွယ်နဲ့ဆုံးရှုံးမဲ့အသင်းတစ်ခုမဟုတ်ဘူးဆိုတာအာဆနိုအသင်းစီမှာအပြေအဝါတွေ့ခဲ့ရတယ်မှာပါတယ်ဒါက100%သွားနေတယ်အဲ့တော့ပြောချင်တာဗျာခုလက်ရှိတော့ကျွန်တော်ရှင်းရှင်းလေးပြောမယ်စလီဗီယာပရက်တန်ပွဲစဉ်အာဆနိုတချို့ပြိတ္တတွေမကြည့်ဘဲနဲ့အိတ်လိုင်းအဲ့ဒီပွဲစဉ်ကိုအရန်နဲ့တော့နိုင်နေဆိုတဲ့ feeling ကအာဆနိုပြိတ္တတော်များရတယ်အဲ့တော့ဒီခုနကပြောဆိုဒီအသင်းကတော့ကျွန်တော်အချင်း UB build up လုပ်ခဲ့ရတာပေါ့ပေါ့တန်တန်ခုနကပြောသူပဲဒါဝူးနိုင်သွားခဲ့တာအဲ့တော့လက်ရှိမှာအာတီတာကတန်း903နဲ့တန်း803နဲ့ဆိုတဲ့စကားလုံးကြီးခင်ဗျာပြောလိမ့်မယ် တကယ်တော့နင်းလားငါလားကြီးဆိုရင်တရှိမှာတန်း900တန်း800တုံးတော့ဘယ်နှစ်ဝင်ချင်မှာအာဆိုဘလို့တုံးငယ်လေဆိုတော့စားပါတဲ့ပြောဘလို့လိမ့်မယ်အာဆိုအသင်းဒါကျွန်တော်အာတီတာလက်ခံရရှိရှိမှာဒါကျွန်တော်ခန်စင်ပိုင်းမှာမူစတာဖီတို့ဒါကျွန်တော်တို့ဆိုကရက်တစ်တို့ဒါဒေးဗစ်လူးဝစ်တို့ခြာဒူးချောင်းနေတဲ့အချိန်မှာပီတာချက်ကြီး OG အိုမာကိုဒါကျွန်တော်တုံးနေရတဲ့အချိန်ကနေအာတီတာဒီအသင်းကိုပြောင်းလဲလာတာကိုသမားမှာဒါကျွန်တော်ရွှေလက်အေးဆူရှင်တို့ဒါကျွန်တော်တို့ခန်စင်ပိုင်းမှာဒါကျွန်တော်တို့လက်ရှိမှာဝီလျံဆာလီဘာဂေဘရီယယ်လက်ရှိဒါ Chelsea ရဲ့ record ကိုတော့ break လုပ်နိုင်မဲ့ခန်စင်ပိုင်းနောက်ဆုံးပြန်ခုနကဘောလက်ရှိ Arsenal တသင်းလုံးမှာအရင်အင်အားကစားခုန ကျွန်တော်ပြောတဲ့အတိုင်းပဲဟိုလက်ရှိအလေလက်အသင်းတင်းကိုဒါကျွန်တော်တို့လုံးဝဖြုတ်ပြီးတက်ပလိုက်လို့ရနေခါမှရှိတယ်လက်ရှိအာစနယ်အသင်းရဲ့အလေလက်ခုနပြောလို့ပြကျွန်တော်တို့ဒါအရန်လူစင်းကအလေလက်တင်းရဲ့ first line ကိုအေးဆေးမျက်စိမိတ်ပြီးဝင်လို့ရတယ်ဟိုတော့ဥမာလေးကျွန်တော်မော်စကာရာခင်ကာဘီနောက်ကျွန်တော်ဘန်ဝိုက် ဒါကျွန်တော် Lewis Kelly ဒီကစားသမားနှစ်ခန်းစစ်လေးယောက်ဆိုအခုလက်ရှိမှာဒါကျွန်တော်တို့ပြန်ပြီးတို့လေးယောက်ကြီးပဲကိုတွဲမယ်ဆိုရင်တော့မှအာဆုံသိတဲ့ခန်းစစ်ကိုပူစရာအောင်မရှိဘူး။ဘုဒ္ဓမမှာဒါကျွန်တော်တို့လက်ရှိမှာ keeper လို့ဘုဒ္ဓမရှိမယ်။ဟုတ်တယ်မလား။ Queen Lane မှာဒါကျွန်တော်တို့လက်ရှိဒါကျွန်တော် Christian Nogue လို့ကစားသမားမျိုးရှိမယ်။ Queen Lane မှာလက်ရှိမှာဒါကျွန်တော်တို့ Odin ကနေမှာ easy solve လို့ရတယ်နော်။ Left wing နေရာမှာဒါကျွန်တော်တို့ left wing မှာအားနေပါတယ်ဆိုတဲ့နေရာမှာတော့မှ process ရှိမယ်။ဒါကျွန်တော်တို့လက်ရှိ body နဲ့လေးရှိမယ်။ right wing ကလက်ရှိမှာဒါကျွန်တော်တို့ဟိုစာကာရှိမှာဒီနေရာမှာဒါကျွန်တော်တို့ right wing နေရာမှာဒါကျွန်တော်တို့ Nonny Maruiki ရှိမှာပေါ့နော်အပြောချင်တာဟာ session လေး Arsenal ရဲ့အရင်အသင်းကလက်ရှိမှာအလေလက်တန်းတဲ့အသင်းကို AC မျက်စိမိတ်ပြီးဖြုတ်ပြလို့ရတယ် Arsenal လက်ရှိအလေလက်တန်းစား Arsenal ရဲ့လက်ရှိဒါကျွန်တော်အရင်လူစင်းကအလေလက်အသင်းရဲ့ first line up ကိုမျက်စိမိတ်ပြီးဝင်သွားပြီးတော့အဲ့ဒီအလေလက်အကောင်းဆုံးကစားသမားတွေကိုခေါင်းခေါက်ပြီးပြာယူပြလိုက်လို့ရတယ် အဲ့ level တခုကိုလက်ရှိမှာအာဆိုသင်ရောက်လာတယ်ဒီနေရာမှာတော့ဘာဒီနေ့မှာကျွန်တော် fly ရတယ်မရအောင်ဆိုကျွန်တော်ဒါဒီနေရာမှာဒါအတက်မပြောဒါပေမဲ့လက်ရှိမှာတော့ Arsenal သင်က champion ခြေစွမ်းကိုအပြည့်အဝပြနေတော့အမှန်ပဲဒါဒီနေရာမှာကိုယ်အသင်းကိုယ်နဲ့ကိုပြန်နိုင်ရှင်လာချိန်မှာကိုယ်နေတဲ့သပြင်းချပြီးရုံကလွယ်အားကြရုံကလွယ်ပါမနာလူနဲ့အနေထားတော့မဟုတ်ဘူးပေါ့နော်ဘာလို့ကတော့ဘာလို့ပဲကျွန်တော်တော့မနာလူမဖြစ်ဘူးဒါပေမဲ့ကတော့အားကြတယ်ဘာလို့ဆိုသူများအသင်းဘလို့ပြောရပြောပြောချင်တာဗျ Arsenal အသင်းသွားတဲ့ blueprint နိုင် Tottenham Hotspur အသင်းအချိန်ကြာသွားခဲ့တယ်ဒါကပိုင်ရှင်အသင်းကိုမကြည့်ဘူးဒီဘာလာကိုဒါကျွန်တော်လက်ရှိမှာဒါဟိုလူတန်ဘာလဲယူဘာလဲဟိုဘာလဲ ပါလေသူရဲ့ဒါရုပ်ပုံပုံပြခွင့်နဲ့မညှိလို့ဒါကျွန်တော်လုပ်ခဲ့တယ်အာဆုံတင်းတဲ့ခုလေးအာဒီတာဒါလမ်းမှန်ပေါ်ရောက်နေတာကိုတွေ့တယ်အဲ့လမ်းမှန်ပေါ်ကနောက်ကနေဘလို့ပန့်ဖို့ပြီးတယ်ပြောချင်တာပြအကုန်လုံးကတသားတည်းဖြစ်သွားတယ်ပြိတ္တတွေကနောက်မှတပြေးတည်းရှိတယ်အမှန်တရားပြောမယ်ဆိုရင်ကိုဒီနေနဲ့ဒါဒီလို potential ကိုလည်းရောက်ခဲ့တာဒါပေမဲ့ဒီလို potential ကို spa team မှာမရှိရောတော့ပိုင်ရှင်စောက်သုံးကြလက်ရှိမှာဒါ arsenal မှာဒီလို potential ရှိတယ်ပြောမယ်ဆိုရင်တော့ဒါကိုကိုဒီကတော့ကြည့်နေရုံပဲပေါ့နော်အမှန်တရားပြောအားကြတယ်ဘာမှလည်းလုံးလုံးမရအားကြအောင်လုပ်မယ်ဘာလို့လုံးမရပေါ့နော်အဲ့တော့ ဒီလောက်ပါပဲပလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ dv4e တို့မှာကျင်းလို့ဆိုတော့ပအောင်ကိုကြည့်လို့ရပါတယ်အများကြီးလည်းကလစ်မမီကြပါနဲ့ဦးမြန်မြန်ကလစ်မှအမြန်တမ်းဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကောင်းမွန်သောနေ့တွေနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ညောင်းမှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြိုတူပါနဲ့မြန်မြန်လေးလည်းကလစ်မမီကြပါနဲ့ဦးမြန်မြန်ကလစ်မှအမြန်တမ်းဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကြော်တော်ကုန်ပြီပေါ့ဒီပါပါဗျာ